United versus Everton Premier League ပွဲစဉ်3တက်ချက်ဖြစ်ပါတယ်ခင်ဗျာ။နောက်လာဒီမနေ့မှာကြိုးဆိုပါတယ်ကျွန်တော်နိုင်ဒီပါ။ အဲ့တော့ဒီနေ့ညမှာတော့ကျွန်တော်တို့ဒါပရီးမီးယားလိလက်ဂျန်ပွဲစဉ်တပွဲဖြစ်တဲ့ United နဲ့ Everton ပွဲစဉ်လေးကိုကျွန်တော်အနေနဲ့ပွဲစဉ်သုံးသပ်ချက်လေးပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့သုံးသပ်ချက်လေးမစခင်မှာကျွန်တော်စီမှာဒီနေ့ VIP 1000တန်ပွဲထွက်ပါတယ်အဲ့ဒါကိုတော့ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်လေးကိုတော့ကျွန်တော်ဒီ comment အောက်မှာခြားထားပေးတဲ့အဲ့ဖုန်းနံပါတ်တွေမှာလာရောက်အားပေးလို့ရပါတယ်အဲ့တော့ဖုန်းနံပါတ်ကို comment မှာမတွေ့ရညီကိုတွေကလည်း wall ထဲမှာကျွန်တော်ဖုန်းနံပါတ်လေးခြားပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်လေးကိုစပြီးတော့အသုံးသတ်လိုက်အောင်ပါ အင်းဦးဆုံးနဲ့ကျွန်တော်တို့တင်းဖောင်တွေကိုအရင်ဆုံးပြောပါမယ်တင်းဖောင်ရာကတော့ယူနိုက်တက်ကနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်ပြီးတော့ကျွန်တော်တို့၂ပွဲတည်ရကြထားတယ်ကျွန်တော်တို့အေဗာတန်ကကျတော့နောက်ဆုံး၅ပွဲမှာ၂ပွဲနိုင်၂ပွဲရှုံးနဲ့၁ပွဲတည်ရဆိုတော့ဒီရလတ်တွေကိုရရှိထားတယ်မဟုတ်လားဆိုတော့၂သင်းစလုံးကလက်ရှိမှာဆိုလို့ရင်တင်းဖောင်ရာတော့ယူနိုက်တက်ကဒါ၅ပွဲစလိုက်ရှုံးပွဲမရှိတာသေးပေနဲ့ဒါတော်တင်းဖောင်ကတော်လေးကိုမှဒါကောင်းနေပြီးတော့အေဗာတန်ကတော့ရိုလာကိုစတာစီးနေတယ်လို့တော့ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ယူနိုက်တက်ရဲ့ formation အရာ ဘလို့ပွဲချွတ်လာနိုင်တယ်လဲဘလို့ကစားကွက်မျိုးတွေနဲ့ United တို့ရင်ဆိုင်လာနိုင်တယ်လဲဆိုတာကိုကျွန်တော်ပြောပြပါမယ် United ကတော့ပုံမှန်တိုင်းမှာ3 4 2 1ကျော်3 back နဲ့ပဲပွဲချွတ်လာနိုင်ပြီးတော့ကျွန်တော်တို့ဒါ wing back တွေကိုအားကိုးတဲ့ formation နဲ့ပဲပွဲချွတ်လာဖို့များတယ်အဲ့တော့ Amorin ကသူ့ရဲ့စနစ်တစ်ခုကို United မှာတစ်ပြေးပြေးနဲ့တော့ပုံပေါ်လာနိုင်ပြီလို့တော့ပြောလို့ရတယ်ပြီးကြတဲ့ရာသီကတည်းကစာရင်တော့မစိုးလာဘူးပေါ့နော်ကစားကွက်ပိုင်းကကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီနေရာမှာဘယ်သူတွေရဲ့အခန်းကဏ္ဍကပိုပြီးအေးပါနေတယ်လဲဆိုတာကိုလည်းကျွန်တော်ပြောပြပေးမယ်အဲ့တော့ဒီ formation မှာကတက ယ်တမ်းပြောရမယ်ဆိုလို့ရှင်တော့ဝင်းဘတ်တွေကအလုံးလုံးမှဒီဟာကြီးဒီစနစ်ဂျီစတန်စီစစ်စတန်ကြီးကအတုံးပို့ပြီးတော့တဲ့တယ်ပေါ့နော်။တိုးပေမဲ့ဒီနေရာမှာ ကောင်းနေတဲ့ player တွေကမဘုံမုံနဲ့မေဆမောင်းကိုကျွန်တော်ကတော့အထူးချီးကျူးခြင်းနဲ့ပြီး Harry Maguire နောက်တန်းမှာဆိုလို့ရှိရင် delay ဒီနှစ်ယောက်ပေါ့နော်ဆိုတော့အဲကျွန်တဲ့ player တွေကမကောင်းဘူးလို့ဆိုတော့တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်ရဲ့မျက်လုံးထဲမှာထင်ထင်ရှားရှားဖြစ်နေတဲ့ player တွေပေါ့နော်ဆိုတော့မေဆမောင်းပါတာနဲ့မပါတာနဲ့ကအတော်လေးကိုမှဒါတိတာတဲ့အချက်တွေလို့ပြောလို့ရတယ်မေဆမောင်းဒီ credit rating လဲအလွန်လေးမြင့်နေပြီးရင်ကျွန်တော်တို့ဒါ Chelsea မှာတဲက ဒါနောက်တန်းဒီပလေယာတွေကိုသွားပြီးတော့ကုညီနိုင်စွမ်းနေမှာလဲသူရဲ့ဒီရှေ့တန်းတယောက်အနေနဲ့အတော်လေးပုံမှာမြင်မာတယ်လို့ပြောလို့ကြားတယ်အဲ့တော့မက်ဆမောင်းပြန်ပြီးတော့ပါလာတာဒီရိုက်တက်တော့အတော်လေးပုံမှာကောင်းမွန်တဲ့လက္ခဏာလို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်အသက်ခေါ်ယူတာနဲ့မပုံမူကလည်းအတော်လေးခြေစွမ်းပြနေတယ်အဲ့တော့ဒီနေရာမှာအားနိုင်ချက်ကိုကျွန်တော်ပြောပါမယ်အားသာချက်ကတော့ကျွန်တော်ရှိမှပြောခဲ့တဲ့အချက်တွေပဲအချက်တွေလိုပဲနော်ဒီထောက်တိုင်းကစားသမားတွေခြေစွမ်းပြနေတယ်ဆိုတဲ့အနေထားပေါ့အဲ့တော့နောက်ထပ်ဒီအားနိုင်ချက်ကဘာဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ဝင်းဘတ်တွေဖြစ်တဲ့ ကျွန်တော်ရဓာတ်လောက်အာမတ်နောက်တစ်ချက်ကကျွန်တော်တို့ဒေါ်ကူးရှိမယ်ပေါ့နော်ဆိုတော့ဒီပလေးယားတွေဒီခြေစွမ်းအရာတည်ကျိမှုမရှိဘူးအာမတ်ကတကယ်တမ်းပြောရရင်တိုက်စစ်ကိုပို့ပြီးတော့အားတန်နေဆော့နိုင်နေဆိုပေမဲ့လည်းကျွန်တော်တို့ဒါ overlap တွေလိုက်ပြီးနောက်ပြန်ဆင်းတဲ့အခါမျိုးမှာကျွန်တော်တို့ဒီ3 part ကိုပြန်ပြီးတော့ပူတဲ့နေရာမှာအားနေချက်တချို့တော့ရှိတယ်အဲ့တော့ဒီနေ့မှာ ရေဆိုင်လာနိုင်တဲ့ဒီ Everton ရဲ့ system ကဘယ်လိုမျိုးလဲဆိုတော့ Everton 4-3-3-1 4-2-3-1နဲ့ဆော့တယ်ဗျာ4-2-3-1ကကျွန်တော်တို့ CDM နှစ်ယောက်နဲ့ဆော့တဲ့ဒီကစားကွက်ပေါ့နော်ဆော့ CDM နှစ်ယောက်နောက်ပြီးကျွန်တော်တို့ CEM တစ်ယောက် CEM ကတော့ကျွန်တော်တို့ Dubry Hawk ကပေါ်ထွက်လာဖို့များပြီးတော့ဘယ်ကျင်းညာချက်မှာတော့ Greeley နဲ့ Nadiyei ကပေါ်ထွက်လာပါလိမ့်မယ်အဲ့တော့ CDM နှစ်ယောက်ဒီဘယ်လိုလုံးလုံးလဲဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒါ United လို့အသင်းမျိုးနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာဒါ United ကဒါ Quick Counter တွေနဲ့အတော်လေးကောင်းတယ်3-4-2-1ပုံစံကအဲ့တော့ Juventus ကိုဒါဘောလုံးပေးကင်ထားလိုက်ရင်ဆိုတော့ ချက်ပေါ့နော်ယူနိုက်တက်ကိုသာ Everton ဒီဘောလုံးပေးကြိုင်ထားလိုက်မယ်ဆိုရင်ဒီပွဲစဉ်ကအတော်လေးကိုအေးဆက်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်မယ်အဲ့တော့လိုအပ်တဲ့ရမှတ်ကိုဝေးဝင်းကနေ Everton ကတော့ရဖို့အတွက်အထူးအနေနဲ့ကြိုးစားလာမယ်ဒီလိုအသင်းမျိုးတွေကလည်းအဝေးဝင်းဆိုလို့ရှိလို့အလဲလက်အသင်းတွေကအနိုင်ဆုံးသူတွေတည်ရဖို့ကိုဥတီဆော့လာဖို့ပုံစံကများတယ်ပြီးရင်နောက်တစ်ချက်ကပါလဲဆိုတော့ Michael Lang ကိုပါ Michael Lang ကိုကအသက်26နှစ်လောက်တော့ရှိပြီဒိုးပေမဲ့လည်း ဒါသူ့အနေနဲ့သူပါဝင်နိုင်တဲ့ပွဲစဉ်ဒီမှာဆိုလို့ရှိရင်အတော်လေးကိုမှဒီဝင်းပလေယာတွေကိုထိမ့်နိုင်တဲ့အနေအထားတွေကိုကျွန်တော်အနေနဲ့မြင်ရတယ်။အထူးသဖြင့်ကျွန်တော်တို့ဒါမန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းထိုးနေကောင်းပဲ။ဒါလင်းဟာလန်အတော်လေးကောင်းလို့ဒါဒါနှစ်ကိုရပြီးတော့သူ့အနေနဲ့နိုင်ရရှိသွားတယ်။ဒါပေမဲ့ဝင်းတွေကအရင်ကြီးအလုံးမလုံးနိုင်ခဲ့ဘူး။ကျော်ရီ open player နေပဲတည်တည်ချာချာလေးဒါကိုရီရအောင်တွင်းနေရတယ်ဆိုတဲ့အနေအထားကိုမြင်ရတယ်အဲ့တော့ united က ခွေးကောင်တာတွေနဲ့ဆော့တဲ့အခါမျိုးမှာ United ကိုဘောလုံးပေးကင်ထားလိုက်ရင် position gain ဆော့တဲ့အခါမှာ United ဒီနည်းနည်းလေးအားနည်းချက်ရှိတယ်အဲ့တော့ထိုးနေကျွန်တော်ပြောခဲ့သလိုပဲ4231 formation ဒီ Everton အတွက်အတော်လေးကိုမှဒါသူတို့အနေနဲ့ balance ကြီးတယ်သူတို့တကယ်အချိုးကျပြီးသားလက်လက်အသင်းတစ်သင်းအတွက်အဆင်ပြေတယ်လို့ပြောလို့ရတယ်နီးပြကတဲ့ David Morat United ကိုအရင်တော့ကင်ငယ်ဘူးတဲ့နီးပြပေါ့နော်ဆိုတော့ဒီပွဲစဉ်က United သာ position gain ကို United ကို position ပေးပြီးတော့ဆော့လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကျွန်တော်ဒီမထင်ထားတဲ့အတိုင်း ထင်ထားတဲ့အတိုင်းဒါ sorry ကျွန်တော်တို့အားလုံးဒါမထင်ထားတဲ့ပုံစံအတိုင်းပဲပွဲက ADA set ဖြစ်သွားလိမ့်မယ်လို့ထင်တယ်ဒီနေ့ပွဲစဉ်ကနည်းနည်းလေးတော့ high နေတယ်ဗျာဘာကြောင့်လဲဆိုတော့ United ပွဲစဉ်တွေကကျွန်တော်တို့နောက်ဆုံး၅ပွဲစီကြီးလိုက်မယ်ဆိုလို့ရှိလို့ရှိရင်ဒါအတော်လေးကိုမှမဲမဲဆဆန်ရှိထားတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကိုလည်းအဲ့လိုပဲထင်ထားလိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ရှိမှပြောခဲ့လို့ပဲ United ကိုသာဘောလုံးပေးကင်ထားလိုက်ရင် ဒီပွဲစဉ်ကဂျုံတရက်ကြီးအေးဆက်သွားနိုင်တယ်နောက်တစ်ခုက greenlit နဲ့ narie ကလည်းကျိုးနေဝင်းပတ်တီကို double flap ပုံစံမျိုးနဲ့နှစ်ယောက်နှစ်ယောက်ကတ်တဲ့နေရာမှာ defensive line ကိုကူရဲနေရာမှာအတော်လေးကောင်းတယ်အဲ့တော့ ဝင်းဘတ်တွေဝင်းတွေကိုအားကိုးတဲ့ United အနေနဲ့ဒီပွဲစဉ်ကမထိန်မဖိန်းနဲ့ခက်ခဲသွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့နှစ်သင်းလုံးဒီဂိုးရဖို့အတော်လေးရုန်းကန်ရမယ်ဆိုတော့ဒီကျွန်တော်အချက်တွေကြောင့်မလို့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုတော့ဂိုးအနည်းလေးကိုပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ရဲ့သုံးသက်ချက်လေးကိုကြိုက်တယ်ဆိုလို့ရှင် Like and Follow လေးလုပ်ခဲ့ဖို့ကြော်ဒီဒီကနေပြမြေတားရက်ခံပြစီကျွန်တော်ရဲ့သုံးသက်ချက်ဗီဒီယိုလေးကိုလောက်နေပဲရှင်းသားကုန်ပြပါအောင်ဗျာ